မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့လောင်လုံးမြို့ကျန်းဖို့ပါတီရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးမိလောင်မှုစစ်တပ်ကလာရောက်မီးငိမ်ခြင်းမရှိပြီးတရုံလုံးပြကြတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တနင်္လာရီတိုင်းလောင်လုံးမြို့ကျန်းဖို့ရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးမိလောင်မှုဖြစ်ပွားခဲ့ကအကျန်းဖက်စစ်တပ်ကလာရောက်မီးငိမ်ခြင်းမရှိသောကြောင့်တရုံလုံးပြကြသွားကြောင်းဒေသခံပြည်သူများကတရင်ဌာနကိုပြောကြားပါတယ် ရှင်နှစ်နိုဝင်ဘာလ၈ရက်နေ့နနက်9:00နာရီခန့်တွင်လောင်လုံးမြို့ကြံ့ဖို့ပါတီရုံးတွင်ပောက်ကွဲတံနှစ်ချက်ထွက်ပေါ်လာပြီးနောက်မိလာမှုဖြစ်ပွားခဲ့ကြောင်းထိုသို့မိလာမှုဖြစ်ပွားခဲ့တော်လဲလောင်လုံးရဲ့စကန်းတွင်တက်ဆွဲထားသောစစ်သားများကလာရောက်မိငိမ့်ခြင်းမရှိသောကြောင့်တရုံလုံးပြကြသွားကြောင်းသိရပါတယ်။ထိုကျက်ဖို့ပါတီယုံပောက်ကွဲမှုအတွင်ပြည်သူများထိခိုက်မှုမရှိဘဲအကြမ်းဖက်စစ်တပ်ကလည်းတက်ဆွဲထားခြင်းမရှိသောကြောင့်ထိခိုက်မှုမရှိကြောင်းသိရပါတယ်။ လက်ရှိချိန်တွင်လောင်လုံးမြို့ရဲ့စက္ကန့်မှာအကြမ်းဖက်စစ်သားများသည့်အင်အားလုံးရင်ဖြင့်ထွက်လာပြီးဂျပန်ရုံအနီးနားတွင်လှည့်လည်သွားလာနေကာဓာတ်ပုံရိုက်ခြင်းများလှုပ်ဆောင်နေကြောင်းသိရပါသည်။မနက်ကပောက်ကွဲတံတစ်ချက်ကြားလိုက်ရပြီးမိခိုးလုံးတွေထွက်လာတာကိုတွေ့လိုက်ရတယ်။တော်တော်ကြာတော့လိုက်မေးကြည့်တော့ဂျပန်ရုံမှာပောက်ကွဲပြီးမိလောင်လာလို့သိရတယ်။ စစ်ခွဲတွေရဲစခန်းထဲမှာရှိတာပဲအဲ့ဒါကိုထွက်လာပြီးမိမငိမ့်ဘူးသူတို့ဘာသာဖောက်ခွဲပြီးပြန်လောက်တာလာတော့မသိဘူးတရုံလုံးပြကြသွားပြီးမှရဲစခန်းတွေကထွက်လာပြီးဓာတ်ပုံရိုက်တာတွေလုပ်နေတယ်လို့သိရတဲ့ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်ဆလဘီပခုတ်ကူမျိုးနဲ့တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီး၂၀ဦးခန့်ထဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဘက်သို့ဝင်ရောက်လာသည့်အကြံဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးသေဆုံးပြီး၂၀ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတောင်းရင်သွေးပြောက်ကြားတပ်ဖွဲ့မှရဲဘော်တအုပ်ကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘား30ရက်နေ့ပကညာဥပမအေယာဝတီမြစ်အနောက်ဘက်ကန်ပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသစိတ်ခဝကြီးရွာသို့ဆက်လီများဖြင့်ကူလာသောအင်အား200ခန့်ပါတပ်မ69လောက်ခန့်စစ်ကြောင်းကိုဖြူသူကောက်ွဲရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးခန့်ထိ송ပြီး20ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ် အော်တိုဘလာ30ရက်နေ့စစ်ကြောင်းစထွက်တဲ့နေ့ကတိုက်ပွဲဖြစ်တာစိတ်ခဝကြီးဝနာမှာပဲဖြစ်တာသူတို့ဘက်ကအိုင်ကွန်လာညစ်ပြီးသတင်းသိရတာကသူတို့ဘက်က10ရောက်သေးတယ်20ရောက်ကျန်ရရတယ်အင်အားက300လောက်ရှိတယ်200ကရှေ့ပြေးထိုးလာပြီးတော့နောက်ချံကအင်အား100နဲ့ပေါင်းထိုးတာဟုဒေါင်းရင်သွေးပျောက်ကြားတပ်ဖွဲ့မှတော်လရေးရဲဘော်တအုပ်ကသတင်းဌာနကိုပြောကြားပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်နေပြည်တော်ရှင်းလင်းစဉ်အကြံဖက်စစ်တပ်ကင်းပုံမှဖြစ်ခဲ့သည့်ကြီးထိမှန်၍ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်တအုပ်ကြဆုံးခဲ့ကြောင်း ရှင်အချမ်းဖက်စစ်တပ်စစ်ကြောင်းမှလက်ရှိတွင်ကျွန်းချောင်းတောင်ဘက်ရှိဓမြဩဇာစက်ရုံ၌တက်ဆွဲထားပြီးခင်းပုံများလေးချထားကြောင်းသိရပါသည်။တိုက်ပွဲမှာရဲဘော်တွေအားလုံးဘေးကင်းခဲ့တဲ့စစ်ကြောင်းမြိန်လို့နေမင်းရှင်းလင်းရေးလုပ်တဲ့အချိန်ပကဖအဖွဲ့ကရဲဘော်တယောက်ကြာခဲ့တဲ့ခေါင်းကိုထိမှန်သွားတာအလောင်းတော့ပြန်ရခဲ့တဲ့အသက်ကတော့ပေးလိုက်ရတယ်။စစ်ကြောင်းကလည်းပြတ်မဆုပ်သေးဘူးသူတို့ကနေနေရှိတိုးယူထားတာဟုတောင်းရင်သွေးပြောက်ကြတဲ့ဖွဲမှရဲဘော်တအူးကပြောဆိုပါတယ်ရင်းအကျန်းဖက်စစ်တဲ့စစ်ကြောင်းနိုဝင်ဘာလ၂ရက်နေ့တွင် မြောင်လကျေးရွာမှအထက်တန်းပြအကျောင်းဆရာတအုပ်ကိုဖိခတ်တက်ဖြတ်ခဲ့သည့်အပြင်မြို့ဆိုးကျေးရွာမှပြည်သူနေအိမ်15လုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြောင်းအလားတူပေါတော်ကျေးရွာကျွန်းချောင်းလေးကျေးရွာတို့ကိုထပ်မံမိရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်ကြီးများဆုံးရှုံးခဲ့သည်ကိုလည်းသိရှိရခြင်းမရှိသေးကြောင်းသိရပါသည်ဆလပီတရချောင်းမြို့နယ်တွင်စစ်တောင်းထိုးလာတဲ့အကြံဖက်စစ်ကော်မရှင်တပ်သားများတိုက်ခိုက်ခံရပြီးဆယ်ဦးထက်မနည်းသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းသရချောင်းမြို့နယ်ကြောက်လီကရွာကိုစစ်ကြောင်းထုတ်လာတဲ့အကြံဖက်စစ်ကော်မရှင်တပ်သားတွေကိုတိုက်ခိုက်ခဲ့ရာ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဒဝဲခရိုင်အမှတ်နှစ်တရင်ကမင်းညပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ30ရက်ကသရချောင်းမြို့နယ်ကြောက်လီကကြီးပါကိုထပ်မံစစ်ကြောင်းထုတ်လာတဲ့အကြံဖက်စစ်ကော်မရှင်တပ်နဲ့တော်လန်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကိုနိုင်ကျော်ကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်းဖက်စစ်ကော်မရှင်တပ်သား၁၀ဦးထက်မနည်းတိဆုံးခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲတွင်တော်လိုင်းရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်ဦးမှဒဏ်ရာပြင်းထန်ခဲ့တယ်လို့လည်းသိရပါတယ်။အထည်နာသွားတဲ့အကြံဖက်စစ်ကော်မရှင်တပ်သားတွေဟာအပြစ်မဲ့ပြည်သူလူထုနေအိမ်အတွင်းရှိတံမိုးရှိပစ္စည်းများကိုခိုးယူကာမိရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးပင်လောင်းနဲ့ဖဲခုံမှာတိုက်ပွဲဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းပင်လောင်းနဲ့ဖေခုံမြို့နယ်တွေမှာတိုက်ပွဲဖြစ်နေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်နယ်ရဲဘော်အချို့ကပြောပါတယ် စစ်ကောင်စီတပ်နဲ့ပအိုပြည်သူစစ် PNO တို့ဟာအော်တိုဘာဒုတိယပတ်ကစလို့အခုနိုဝင်ဘာလဆန်းပိုင်းအထိထိုးစစ်ဆင်မှုတွေကြောင့်တိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်။တောင်စလုံးကရက်တိုင်းတော့အထိတွေ့ဖြစ်တယ်။ဂျုံနယ်လာချလိုက်လက်နက်ကြီးတော့ရက်တိုင်းလာထုတ်တယ်လို့ရှမ်းတောင်အခြေစိုက်ရဲဘော်တအူးကပြောပါတယ်။စစ်ကောင်စီတပ်နဲ့ PNO ကမြောက်စလုံးတောင်စလုံးနဲ့ဘောရံရွာတွေကိုစစ်ကြောင်းသုံးခုနဲ့ဖြန့်ခွဲစစ်ကြောင်းထိုးနေတာလို့၎င်းကအတည်ပြုပါတယ်။ ဒါပေမဲ့စစ်ကောင်စီတပ်နဲ့ PNO တွေထိခိုက်မှုများနေပြီးစစ်ကောင်စီတပ်သားအလောင်းပင်နဲ့လက်နက်ခဲယမ်းတွေကိုကောက်ွယ်ရေးတပ်ဖွဲ့ကတင်စီရမိတာရှိထားတယ်လို့ရှမ်းတောင်စစ်ရေးတရင်ရင်းမြစ်တအုပ်ကပြောပါရယ်60မမတွေရောငချင်းမိတွေပါတင်ရတာရှိတယ် PNO နဲ့စစ်ကောင်စီတပ်သားအလောင်းတွေပါတယ်လို့၎င်းကပြောပါရယ်စစ်ကောင်စီတပ်နဲ့ PNO တို့ရဲ့ဖေခုံမျိုးအနောက်ဖက်ချန်ကိုထိုးစစ်ဆင်မှုမှာအင်အား900ဝန်းကျင်အသုံးပြုထားပြီးလေကြောင်းတိုက်ခိုက်မှုတွေပါရှိနေတယ်လို့သိရပါရယ် ကြပြင်းဒေါ်လာရေးတက်တွေထိန်းချုပ်ထားတဲ့ပင်လောင်နဲ့ဖေကွန်မြို့နယ်ဆက်ကတောင်မဲတင်မြောက်ဆက်လုံးနဲ့ဘောရံရွာတွေကိုအော်တိုဘားလာဆန်းပိုင်းကစစ်ကောင်စီနဲ့ PNO ကထိုးစစ်ဆင်ခဲ့ပြီးဒေသခံပြည်သူနေအိမ်တွေကိုရွာလုံးကျွတ်မိရှို့ခဲ့တဲ့ရုပ်တံမှတ်တမ်းတချို့လည်းထွက်ပေါ်ထားပါတယ်။ကရင်ပြည်နယ်နဲ့ပြည်နယ်တခြားစည်ရေးအခြေအနေအရာလိုက်ကောဒီမော့ဆိုဖရူဆိုဗော်လက်ခဲနဲ့ရှမ်းကရင်နီနယ်ဆက်ဖေကွန်မြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်မျက်နှာငါးခုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့ကရင်ပြည်အမျိုးသားများကောက်ွယ်ရေးတပ် KMDF ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးစစ်တပ်၏ဖမ်းဆီးချုပ်နှောင်မှုအတွင်စေကူတာကွင့်ငင်းပယ်ခံရသောမိခင်ထောင်အောင်ဆန်းစုကြည်အသက်ရှည်ရှည်မနေနိုင်မီကိုစိုးရိမ်မိဟုဒါဖြစ်သူကင်အဲရစ်ထုတ်ပေါ်ပြောဆိုရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်မတရားဖမ်းဆီးချုပ်နှောင်မှုအတွင်စေကူတာကွင့်ငင်းပယ်ခံရသောမိခင်ထောင်အောင်ဆန်းစုကြည်အသက်ရှည်ရှည်မနေနိုင်မီကိုစိုးရိမ်မိကြောင်းဒါဖြစ်သူကင်အဲရစ်ကအမေရိကန်အခြေစိုက် Time Magazine တွင် စောင်းပါရေးသားထားပါတယ်။မြန်မာနိုင်ငံကအကျဉ်းထောင်များမှာနာမည်ဆိုဖြင့်ကြော်ကြပြီး နိုင်ငံရေးအကျဉ်းသား၂ဦးလမ်းစဉ်တည်ဆုံနေသည်ဟုလူ့အခွင့်အရေးဖွဲ့များကပြောဆိုထားကြောင်းဒေါက်ဆန်းစုကြည်အနေဖြင့်စေကူတာခွင့်လွတ်လပ်စွာပြောဆိုခွင့်အခြေခံလူ့အခွင့်အရေးများဆုံးရှုံးနေကြောင်းထို့ကြောင့်ဒေါက်ဆန်းစုကြည်အနေဖြင့်အသက်ရှင်ရှင်မနေနိုင်တော့မီကိုစိုးရိမ်ကြောင်းဒေါက်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးလိုအပ်နေသည့်စောင့်ရှောက်မှုများကိုရရှိနိုင်ကာမကြာခင်ပြန်လည်တွဲဆောင်နိုင်မည်ဟုမျှော်လင့်ကြောင်းသူကပြောဆိုပါသည်။မိခင်ဖြစ်သူကိုပြန်လည်လွတ်ပြေးတောင်းဆိုကြမှာကိုရေးခိုတာကိစ္စသားမကကိုချင်းတရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်း အမတ်တရားတာဝန်ခံမှုနှင့်လွတ်လပ်စွာပြောဆိုခွင့်မရှိသည့်မြန်မာလူမျိုးတန်း90ကျော်ဤဘဝများနှင့်လည်းပတ်သက်နေကြောင်းယခုနိုဝင်ဘာ10ရက်နေ့မှာဒေါအောင်ဆန်းစုကြည်အနိုင်ရရှိခဲ့သောရွေးကောက်ပွဲဆယ်စုနှစ်တခုပြည်မြောက်တည်နေလေဖြစ်ကြောင်းစစ်တပ်ကယခုအခါထုတ်ယောင်ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးကဘာကြီးအနေဖြင့်နှုတ်ဆက်မနေတဲ့ကြောင်း၎င်းကဆိုပါရယ်စစ်တပ်အနေဖြင့်ရွေးကောက်ပွဲမကျင်းပမီမိခင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါရယ် အသက်80ပြည့်နေပြီဖြစ်သောဒေါအောင်ဆန်းစုကြည်အနေဖြင့်နှလုံးသဖုံးနှင့်အယူယောဂများနှင့်ပတ်သက်သောကျန်းမာရေးဆိုင်ရာယောဂဝေဒနာများခံစားနေရကြောင်းရခင်ကအချုပ်နောင်ကြာခံခဲ့ရသည့်အခြေအနေများနှင့်မတူကြောင်းရခင်နေအိမ်အကျယ်ချုပ်ကာလကနေအိမ်တွင်နေထိုင်ရပြီးမိသားစုနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းယခုအခါမြည်သည့်နေရာမှမတည်သည့်နေရာတွင်ချုပ်နောင်ထားကြောင်းရခင်ကခရစ်မတ်ကိုပင် ဖခင် အကိုမိခင်တို့အတူတကွရှိနေခွင့်ရရှိခဲ့ကြောင်းကင်အဲရစ်ကဆိုပါသည် ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်